ြစ်နေတာဖြစ်နေတော့တို့ပြောလို့တော့မရဘူးပေါ့နော်ပြောလို့မရဘူးဆိုရင်လည်းလုံးဝတိတိကျကျကို view site နေရမယ့်အခြေအနေရှိတယ်ဒီနေရာမှာတို့ NASA ကဘက်ကဟော AA ပေါ်မှာဒီလိုပဲ A နေတော့မှာလာဒီတိုင်းပဲပြတ်ထားတော့မှာချန်ပေးလိုက်ရတာဘာ AB အာနာရှင်မိမိရေမိနေမိငါလေးမိမ AB နော်အဲ့ဒီမ AB ကိုအခုပြီးတော့ဝင်မဲ့အာရုံတော်လန်ရေးတွေကတော့အဲ့ဒီမ AB ကိုခွင့်လွတ်စရာအကြောင်းမရှိဘူး Hi Jeremy မြို့ဝပြည်သူညီကိုမော်တော်မများအားလုံးပဲမင်္ဂလာပါ News Pitch Channel ကနေမြို့မှာပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ် April 16ရက်နေ့စနေနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ပေါ့နော်ဒီနေ့ညမှာကျွန်တော်တို့နောက်ဆုံးကြားသိရတဲ့ Talent Train ကောင်းတွေကိုတင်ဆက်ပေးတော့မှာမလို့ဗီဒီယိုကိုကျွန်တော်နဲ့တူစာဆုံးကြည့်ရှုပေးချဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရစေကျွန်တော်တို့ခါတိုင်းလိုပဲအယုံဆုံးနေတဲ့သတင်းတိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ကယင်းဤပဖက်ခုံမြို့နယ်မိုးပြမြို့ကိုထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်သားတွေကိုခုခံတိုက်ခိုက်ခဲ့လို့စစ်သား15ဦးထက်မနည်းတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် တိုက်ပွဲကတော်တော်ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပါတယ်မနေ့ရှင်းနိုင်လောက်မှာစခါတွေပြန်ဆုပ်သွားတာပါအပြန်လန်ပြစ်ခတ်တိုက်ပွဲနှစ်နာရီကြာကြာလောက်ကြာခဲ့ပါတယ်နေမြရှင်းလင်းရေးမလို့ရသေးတော့တေးဆုံးတဲ့အရေးတွက်ကတော့တိကျမတိရသေးပါဘူးလောလောဆယ်တော့လေရင်လည်းလာကျဲနေတယ်အသေးသေးတော့မတိရသေးဘူးဆိုပြီးတော့မှရှမ်းတောင်စစ်တေသာခွဲမှတ်တဲ့ viewer PDF တရင်နဲ့ပြန်ကြိုက်တာဝန်ရှိသူတို့ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ဒီလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ခုဆိုမိုးပဲမျိုးပေါ့နော်ထိန်းချုပ်ဖို့စူးစမ်းနေပေမဲ့တစ်ဖက်မှာတော့သူတို့စစ်ကြောင်းတွေကကျော်တို့ဒီတော်လိုင်းရဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ ပြန်ပြီးတော့မှတက်ခိုက်ခဲ့လို့အခုဆိုရင်တက်ဆုပ်ပြီးပြီးတော့မှထုတ်ခွာသွားကြတဲ့အဖြစ်တွေကိုကျွန်တော်တို့ခုဆိုရင်ကြားနေရတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းစပိုးအနေနဲ့ကတော့မြစ်ခရိုင်တနင်္သာရီမြို့နယ်ကမလိုင်းကျေးရွာချေဆိုင်စစ်ကောင်စီရဲ့ခမာရ998တရင်စစ်ဆေးရေးဂိတ်နဲ့ရေဖြူမှုမှာရှိတဲ့စစ်ကောင်စီဗျော်ကဲတွေကိုတော်လိုင်းတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ ။တရင်ရဲ့ gate ပါအင်အားတော့များတဲ့တရင်ဆိုတော့လေပြန်လည်ပြက်ခတ်ပြီးတော့မှအကြီးတွေနဲ့ပြန်ထုလို့ဆုတ်ခဲ့တယ်ဆိုပြီးတော့မှခမရ၅ရှစ်တရင် gate တိုက်ခိုက်မှုအခြေအနေပေါ်မှာတနင်္သာရီမျိုးနဲ့ပါကာဖာအဒုတော်ဝန်ခံကနေပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်။ရေဖြူဘီဝါဂိတ်ကိုဝင်ပြတာက PDF ကပြတယ်စကားစလေးကောင်ထိတယ်လို့ပြောတယ်ကျွန်တော်ဘက်က PDF နှစ်ယောက်ထိတယ်မစိုးရရန်ဘူးဆိုပြီးတော့မှမြစ်ခရိုင် PDF တရင်တစ်ခုကရဲဘော်သူကနေပြတော့ပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော် ခုဆိုရင်တောင်ပိုင်းတိုင်းမှာပေါ့နော်စစ်ကောင်စီတပ်ဖွဲ့တွေကိုတော်လိုင်းရဲ့ပူပေါင်းတပ်ဖွဲ့တွေရတယ်ပြီးမှထိုးစစ်ဆင်တိုက်ခိုက်မှုတွေလို့ဆောင်နေတာပြီးပြီးမှတော်လိုင်းရဲ့အရှင်အားဆိုရင်လည်းကျွန်တော်တို့တည့်ရက်တည့်တည့်ပို့ပြီးမှမြင့်တက်လာတာပဲဖြစ်ပါတယ်မကြခင်မှာတော့အဲ့ဒီနယ်တော်ဝိုင်းမှာကျွန်တော်တို့အနေနဲ့ပေါ့နော်တရင်ကောင်းတွေတည့်တက်ပို့ပြီးမှကြိုက်မယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်နောက်ဆုံးသတင်းသူသူဘိုးအနေနဲ့ကတော့နေပြည်တော်အေလာလီတက်စခန်းကိုတော်လိုင်းတက်စုပေါင်းပြီးတော့မှတရားခွန်မှာမှရှုတ်တိုက်တုံးတွေနဲ့ပြစ်ခတ်တိုက်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် ထိခိုက်နေရတဲ့ထိခိုက်မှုအခြေအနေကိုအတိပြုနိုင်ဖို့စစ်ဆုံဆန်းနေပါတယ်ထိခိုက်မှုချို့တော့ရှိတယ်လို့ခဏဦးသိရှိထားပါတယ်စပရမာ Brave Warriors ဖော်မြင်မှာ BWM ဖွဲ့ကတောင်းရှိသူတူကနေပြမပြောဆိုထားတာဖြစ်ပါတယ်ဟုတ်တယ်မနေ့ညကအီလာလီတပ်ဘက်မှာပေါက်ကွဲတံတွေကြားရပါတယ်စုစုပေါင်း၅ချက်လောက်ကြားရတယ်ပေါက်ကွဲတံဘာတွေပေါက်ကွဲလဲမသိပေမဲ့အတန်အားတော့တော်တော်များများကြားလိုက်ရတယ်စပရမာ နေပြီးတော့အလားလေးတန်နေကြေးရတခုကဒေတာခံပြီးသူသူကနေပြီးတော့ပြောဆိုထားတာပေါ့နော်ဆိုတော့ကျွန်တော်ခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမြေပြင်မှာရောဒီလိုမျိုးပြည်သူတွေကိုတပ်ဖြတ်ပြီးတော့မှလုံးဆောင်နေကြတဲ့စစ်ကောင်စီရဲ့လေကြောင်းရန်ကာကွယ်တပ်တွေကိုကျွန်တော်ကနေပြီးတော့မှဒီလိုမျိုးပေါ့နော်လေကြေးကွင်းတပ်ဖွဲ့အသုံးပြုနေတာပြမဒရုန်းတွေရောအခုဆိုရော့ကက်တွေနဲ့ပါပြခတ်တက်ခိုင်းနေတာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျွန်တော်နဲ့စစ်ကောင်စီရဲ့အကြဆုံးစင်းတွေနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်သိရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ် ကဲကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကြံပါခါတော့အခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဒလန်တွေကိုဒီရှင်းပြတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှဥပဒေရေးရဖွဲ့တဖွဲ့ကပေါ့နော် တာစီပိပင်ဖို့ပြောတဲ့ပုံမှာကိုစီရနဲ့အဲ့ဒီအဖွဲ့တွေကိုဘယ်လိုမျိုးပြန်ပြီးတော့မှစုမပြောဆိုထားလဲဆိုတာကျွန်တော်စာချလိုက်ရအောင်နော်ဥပဒေဒီအထောက်အကူကိုရဲဆိုတဲ့အဖွဲ့ကထောက်ပြချက်ကကောင်းပါလားနော်ဘာလို့ဆိုတော့လူတက်တွေကိုအလဲဟတ်တမဖြစ်ဖို့အတွက်ဥပဒေနဲ့အညီလုပ်ဖို့ကိုတိုက်တွန်းထားတာကောင်းတယ်ဒါပေမဲ့ခင်ဗျားတို့တိုက်တွန်းရမယ့်ဟာက ်ဦးစားပေးတိုက်တွန်းရမယ့်အရာကိုဦးစားမပေးဘဲနဲ့ဦးစားမပေးရမယ့်အရာကိုလာလာပြီးဦးစားပေးနေတဲ့အတွက်ကောင်းတော့ကောင်းတယ်မမုံဘူးပြောတယ်နော်လက်ရှိတော်လိုင်းအင်အားစုတွေကြောင့်အသက်မပြေသေးတဲ့ကလေးတငယ်တွေအမျိုးသမီးတွေအပါအဝင်အစုလိုက်အပြုံလိုက်တည်ခဲ့ရတဲ့ဖြစ်စဉ်မျိုးတွေမြန်မာပြည်မှာထပ်ခါတလဲလဲဖြစ်တာခင်ဗျားတို့မြင်ရဒါပေမဲ့စစ်ကောင်စီရဲ့ဘုံကျင်းမှုတွေကြောင့်လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်မြန်မာပြည်မှာအသက်မပြေသေးတဲ့လာသားအရွယ်ကလေးငယ်ကစပြီးတော့အမျိုးသမီးပေါင်းဘလောက်တည်ခဲ့ရပြီလဲအကြိမ်နဲ့မဟုတ်ဘူးနှစ်ကြိမ်နဲ့မဟုတ်ဘူးသုံးကြိမ်နဲ့မဟုတ်ဘူးငါးကြိမ်နဲ့မဟုတ်ဘူး ဆိုတော့အဲ့ဓာဒီကိုရက်တန့်ဖို့အတွက်အရင်လုံလိုက်မယ်ဆိုရင်ဒီကိစ္စတွေပြင်လာစီအကြောင်းမရှိဘူးအောက်တော်ရဲ့မူတွေတက်ခံထိနေတယ်ဆိုတော့အခုကျွန်တော်တို့ကျွန်တော်ဘာမဟုတ်တဲ့ပြည်သူတွေရဲ့ပြည်သူတရားကိုတော့မှတည်င်းကျင်ညာနေတဲ့လူတယောက်ကိုတော့မှဟိုနယ်ကတည်င်းပင်းလာဒီနယ်ကတည်င်းပင်းလာအဲ့ဒါဘာနေတယ်ကိုတို့ကပဲအေယာဝီကရဲ့အောက်တော်ရဲ့မူတယောက်နော်စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးမရှိတဲ့ပြည်သူတွေစီကအတင်းအဓမ္မပတ်စံထောက်တယ်မပေးနိုင်ဘူးပြောရင်စစ်တပ်ခေါ်ပြီးတော့ပြည်နာရှာတယ်ဖမ်းခိုင်းတယ်နော်အဲ့လိုလူမျိုးတွေကိုဒီကာလမှာဥပဒေနဲ့အညီအရေးကြီးလို့ရပ်နိုင်လား ဟုတ်ကဲ့အရင်အရင်ကြီးတို့မရနိုင်ဘူးဆိုပြီးတော့လှုပ်ပေးပြီးခံကြည့်ပြီးတော့အဲ့ဒီဒုက္ခရောက်နေတဲ့နော်ဖိနေကပ်ဖြတ်ခံရတဲ့ပြည်သူတွေကိုကလက်စစ်ခံပေးရမှာအဲ့တော့ရွာတရွာမှာလူဦးရေ900ရှိတယ်ထားလူဦးရေ900ရဲ့ဘဝနဲ့အဲ့ဒီအောက်ထွေမှုတယောက်နဲ့ဘဝဘယ်ဟာကိုယူရမလဲချင်းချင်းလေးအဲ့တော့ဒီတိုင်းကြည့်လိုက်မယ်ဆိုရင်တော့ဥပဒေမဲ့တလန်တို့တက်ဖြတ်တာလို့ဟုတ်တယ်မကောင်းဘူးဒါပေမဲ့လက်ရှိတော်လိုင်းပဲအချမ်းမှာလူတရာတက်လိုက်မယ်ဆိုရင်60လောက်ကတက်တဲ့တက်ဖိုက်တဲ့လူတွေဘယ်နဲ့ကျွန်တော်ပြောသလို့ နော်အခုကျွန်တော်သတိပေးလိုက်တယ် ARD တိုင်းကနော်အုတ်ကြီးတွေက3လတောင်မပြည့်သေးဘူးအိမ်တိုင်းရောင်8000တောက်တယ်လူတယောက်ရှိလို့ရှိရင်နော်2ယောက်ရှိလို့ရှိရင်3600ဟာ3ယောက်နည်းနည်းနော်နော်မဟုတ်ဘူးနော်တက်လက်လက်စားသမားတွေစားဖို့အနိုင်နိုင်စံတော်မှမရှိတဲ့နော်ပိသားစုတွေပါတော့ရငွေထားမယ်နော်3လမပြည့်သေးဘူး2လကျော်လေးပဲရှိ2လတောင်သုံးသုံးလေးပဲရှိသေးတယ်တဲ့နော်လူတယောက်ကို8000တောက်တယ်ကောင်းတယ်မပေးနိုင်ဘူး မပေးနိုင်စစ်တပ်ရဲပေါ်ပြီးတော့ဒီဟာ PDF ထောက်ခံလူပေါ်ဒလန်မှာတချို့ပါဆိုပြီးတော့စစ်တပ်ကိုဖမ်းခိုင်းတယ်စစ်တော်ရေးကိုခေါ်တယ်ထုတ်ရိုက်ပုတ်တယ်အစပြတ်သွားတယ်ဒါမှမဟုတ်ရင်စစ်မှုထမ်းဦးနေတဲ့ရှေ့တန်းကိုပို့ပြီးတော့အသေးခံခိုင်းတယ်ဆိုတော့အဲ့ဒီလိုမျိုးလောက်ရက်တွေလောက်နေတဲ့အုတ်ကြီးတွေကိုထိုင်ကြည့်နေရမှာလားအဲ့တော့ဒီဒီစာကိုထုတ်တဲ့သူတွေအနေနဲ့ခုနကပြောသလိုအမေကျော်ဒွေးတော်လန်းတကယ်ဒုက္ခပေးနေတဲ့အရာကိုအရင်သားစီးလိုက်ရင်ဒီကိစ္စနာဆိုတာအကြောင်းတရားရှိလို့အကျိုးတရားဖြစ်လာတော့ဗျာ အဲ့ဒီအကြောင်းတရားကိုအရင်သွားမပြီးတော့မသားစည်းနဲ့အကျိုးတရားတွေကိုလက်ခံပြောနေတော့ခင်ဗျားတို့လည်းစက်ပုံမလားလက်ဖွဲ့စည်းပဲဥပဒေအထောက်အပြုရတော့မဟုတ်ဘူးနော်ကုလားမကမဟာမိကြီးယုံဆိုတာကနော်ဘယ်နည်းကပြောလို့ UN UN ဆိုတာလက်ရှိငွေဥဒေါ်လာရေးမှာစက်သုံးကြမ်းမှမကြဆိုတော့ဒီနေ့ချိန်ထိဘာမှစက်သုံးကြမ်းမှမြန်မာပြည်သူတွေတိပဲတကားပိတ်လိုက်ဖွင့်လိုက်တင်ညာချက်တွေထုတ်လွှင့်ရမယ်လို့မြန်မာပြည်သူတွေအတွက်ဘာဒုက္ခမှကယ်နိုင်တဲ့ဖွဲ့စည်းမဟုတ်ဘူးကိုစီရတော့ဒဲကိုပြောလိုက်တာနော်ကျွန်တော်အခုဆိုရင်ဒီလိုမျိုးဒလန်တက်ရှူတွေကို ဖန်ဆီတပ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီးတော့ဥပဒေကွန်ရက်ဖွဲ့စည်းတွေကနေပြီးတော့မှအဲ့ဒါတွေကိုတာစီပြပြနေဖို့ကြိုးစားတဲ့ပုံမှာကျွန်တော်တို့ဘက်ကနေပြန်မဆောက်ခဲ့တဲ့မဟုတ်ဘူးဆိုတဲ့အကြောင်းလဲသူကနေပြန်မရှင်းပြထားတာပဲဖြစ်ပါတယ်။ဒီလိုမျိုးပြည်သူတွေဘက်ကနေပြန်မအုံကြပြီးတော့မှလို့ရတာကတော့စစ်ကောင်စီနဲ့အုပ်ကြီးတွေကနေပြန်မပေါ့နော်။အရင်စတင်ခဲ့တဲ့ဆိုတာလဲကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။ဖွဲ့စည်းသက်တော်များများအနေနဲ့ ဒီလိုမျိုးကျတို့နောက်ဆက်သွဲဖြစ်လာရခြင်းရဲ့အဓိကမူလစိမြစ်တွေကိုရှာဖွေပြီးတော့မှတခြားကွဲပြားအောင်သိရှိဖို့အရင်လိုတာပဲဖြစ်ပါတယ်ပြီးသူတရားလုံးအနေနဲ့ကတော့ဒီလိုမျိုးအယုံဆုံးအနေနဲ့ပေါ့နော်စကောင်စီတဖို့တွေကိုတဖျက်မှုတွေလို့ဆောင်တာမဟုတ်ဘဲနဲ့ဒီကောင်တွေကနေပြီးတော့မှပြီးသူတွေပေါ်မှာဖိနေနိုင်ခြင်းရာကနေပြီးတော့မှခံပြင်းတဲ့စစ်တွေကနေတဆင့်ဖြစ်ပေါ်လာတဲ့နောက်ဆက်သွဲကြိုးတရားတွေပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ ကျွန်တော်တို့အားလုံးကြားထားတဲ့အတိုင်းမှာနော်ခုတလောတော်တော်လေးကိုဟော့ဖြစ်နေတဲ့အမေရိကန်ကနေပြီးတော့မှဘင်္ဂလားဒေ့ရှ်ကနေတဆင် AA နဲ့ CNF ကိုစေအကူအညီထောက်ပံ့မှုတွေလုပ်ပေးမယ်ဆိုပြီးတော့မှထွက်ပေါ်လာတဲ့ပုံမှာဒီပုံမှာရောက်ကပြောင်းကြီးနဲ့သူတို့အပေါင်းပါတစုကနေပြီးတော့မှတော်တော်လေးကိုခြေကွဲနေတာပဲဖြစ်ပါတယ်သူတို့ဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျွန်တော်စပြီးတော့မှကြည့်လိုက်ရအောင်နော်မပြေတော့ကံရရှိပေါ့အခုလက်ရှိဖြစ်နေတဲ့ပုံစံကဟိုအာရှပစိဖိတ်ရဲ့ဒုအကြီးကြီးပေါ့အမေရိကန်နော်ဒုအကြီးကြီးကိုယ်တိုင်ကလည်းပါကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်ကိုရောက်နော် ဘင်္ဂလားဒေ့ရှ်ကိုရောက်တဲ့ခါကျတော့ဒါ CIA အဖြစ်ခြေလမ်းလူသိရှင်ကြားကြီးလာတာ transparency ရှိတယ်ပြောရမှာပေါ့နော်လူသိရှင်ကြားကြီးလာတယ်လူသိရှင်ကြားကြီးလာပြီးတော့ဘင်္ဂလားဒေ့ရှ်နဲ့ကယ်လီယာဖြစ်နေမြန်မာနိုင်ငံမှာလည်းစစ်ပွဲတွေကဖြစ်နေဆိုတဲ့ခါကျတော့ဒီအချင်းကလည်းပတ်သက်ပြီးတော့ကမ္ဘာမီဒီယာတွေဖြစ်တဲ့အိန္ဒိယမီဒီယာတွေဟဲ့လားဒီဘင်္ဂလားဒေ့ရှ်မီဒီယာတွေဒီမီဒီယာတွေအားလုံးကလည်း speculation ကိုခေါ်တယ်မှန်းဆမှုတွေမှန်းဆမှုတွေတို့ပြောလို့ရတာပေါ့အခုချိန်ကြီးတော့ဒီသတင်းကမသေချာဘူးအဲတနည်းအားဖြင့်အိန္ဒိယကလည်း ိန္ဒိယသတင်းမီဒီယာတွေစသဖြင့်ပေါ့ BBC ကမီဒီယာတွေက speculation ဆိုတဲ့မှန်းဆမှုတွေရှိနေတယ်။သို့ပါသော်လည်းပဲဒီသတင်းကတော့မသေချာသေးဘူးဖြစ်လာမယ်ဆိုတော့လည်းအပြောလို့တော့မရဘူး။သစ္စာသတင်းတွေပေါ့ဖြစ်ဖြစ်မဖြစ်ဖြစ်ကိုယ့်ဘက်ကတော့အရန်ကိုတေချာကြည့်ဆိုင်ထားဖို့လိုတယ်။အဲ့တော့ခုလိုတဲ့ရခိုင်ပြည်နယ်မှာအပြောရမယ်ဆိုရင်တို့ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နဲ့ဆိုလို့ရှိရင်ဒီနယ်နိမိတ်ကျဆက်ဆက်မှုကကီလိုမီတာဘယ်လိုခေါ်မလဲဆိုတော့290ကျော်ရှိမှတင်တယ်နော်။ကီလိုမီတာ290ကျော်ရှိမယ်။အဲ့တော့ဒီအခြေအနေမျိုးတွေမှာ ပြီးတော့ရခိုင်ပြည်နယ်ကလည်း already already proxy war လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ရခိုင်မှာရခိုင်တစ်ဖွဲ့နဲ့ရှိတာပေါ့။ရခိုင်တစ်ဖွဲ့နဲ့တိုက်တာမဟုတ်ဘူး။ Bangladesh ကနော်ရခိုင်လူမျိုးရရခိုင်နယ်ဘွားပေါ့။ရခိုင်နယ်ဘွား Bangladesh နိုင်ငံသားတွေကိုယ်တိုင်ပါဝင်တိုက်ခိုက်နေတာဖြစ်တယ်။အဲ့တော့တနည်းအားဖြင့်ဒီစစ်ပွဲက Bangladesh က AA ဆိုတာ Bengali ပဲလို့ပြောလို့ရပါလား။ဟွန်း။ဘာကြောင့်လဲဆိုတော့ပြောရတယ်နော်။ဒီလာကြည့်တဲ့အခါမှာ Bangladesh မှာရှိတဲ့ရခိုင်ရွာတွေရှိတယ်ရခိုင်မြို့တွေရှိတယ်ပေါ့နော်။အဲ့ဒီမြို့တွေမှာရခိုင်တိုင်းရင်းသားတွေကတုံ့လောက်ရှိတယ်။ဘာကြောင့်လဲဆိုတော့ AA တွေကဝင်နေ အဲ့ဒီညောင်ကျူးတို့အဲ့ဒီမကောင်းမဆိုဒီဘူဒီတောင်တို့ဒီနောက်ခါခါငါတို့တိုက်နေမှာသိတာပိုးစပတ်သိကြတာအဲ့တော့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကမြန်မာနိုင်ငံနဲ့တနည်းအားဖြင့်တော့သူဘာလူမျိုးပဲဖြစ်ဖြစ်နော်ရခိုင်ပဲပြောပြောဘင်္ဂလားဒေ့ရှ်နိုင်ငံသားပြောပြောဘင်္ဂလားဒေ့ရှ်နိုင်ငံသားပြောတေချာတို့ကတော့အဲ့ရခိုင်ရခိုင်များဒီဘင်္ဂလားပတ်စပို့ကင်တာဖြစ်အဲ့တော့ဒီကောင်တွေကဘာသူတို့တွေကဘာပဲဖြစ်ဖြစ်ဘင်္ဂလားတွေပဲဖြစ်တယ်အဲ့တော့တနည်းအားဖြင့်ဒီချင်းအောင်ကြည့်ချင်းအားဖြင့်ဘင်္ဂလားဒေ့ရှ်ကမြန်မာပြည်နဲ့မှာအေးအေးဆိုတာဘင်္ဂလားပဲလို့ပြောလို့ရပါဘူးအဲ့တော့စစ်ကတော့ဘင်္ဂလားဒေ့ရှ်ကမြန်မာပြည်နဲ့ပတ်သက်ပြီးစစ်တိုက်နေတာဟာဆိုရှင်လုံးဝလုံးဝအသေးချာလို့ပြောလို့ရပြီ ဒါလေးကိုတေချာပေါ့အခုကြာဆုံးတဲ့သူတွေရောဖမ်းမိထားတဲ့သူတွေတေချာပြန်ဆက်လိုက်လို့ရှိရင်အကုန်လုံးကဘန်ဂါလီတွေဖြစ်တယ်အဲ့တော့ AAD ဘန်ဂါလီဘန်ဂါလီတွေ AA ပေါ့ဗောနော်အဲ့တော့တကယ်ချင်းဖြစ်မယ်မဖြစ်မယ်တော့တို့ပြောလို့တော့မရဘူးပေါ့နော်အဲပြောလို့မရဘူးဆိုရင်လည်းလုံးဝတေတေချာချာကို view site နေရမယ့်အခြေအနေမျိုးရှိတယ်ဒီနေရာမှာတို့ NASA ကဘက်ကရော AA ပေါ့မှာဒီလိုပဲ A နေတော့မှာလားဒီတိုင်းပဲလွှတ်ထားတော့မှာလားအဲ့တစ်ဖက်ကတစ်ဖက်နိုင်ငံကဒါမျိုးအထိစီရေးအပြစ်ကျူးကျော်နေတာကြာပြီ နော် AA စပေါ်တွေကဘင်္ဂါလီစပေါ်ခြင်းပဲဘင်္ဂါလီတို့ဘင်္ဂလားဒေ့ရှ်ကဝင်တိုက်နေတာ AA စပေါ်တွေကဖြစ်တာအဲ့ဒီအတွက်ကြောင့်မို့လို့ AA ပေါ်မှာ NASA ကစနတဲ့အင်းတွေဆိုလို့ NASA ကကြီးကသူ့ပေါ်မှာလည်းမူတည်တယ်အဲ့တော့သူ့ရဲ့ပျော့ပြောင်းမှုတွေသူ့ရဲ့မပြတ်သားမှုတွေကြောင့်တစ်ဖက်နိုင်ငံကပို့ပြီးတော့အယောင်တက်လာတယ်နော်ရောက်တက်လာအခုဆိုရင်ဒီတို့မောင်တော်ဒီဘင်္ဂလားနယ်စပ်မှာစစ်မှုစုံဖွင့်လာတယ်နော်စစ်မှုစုံဖွင့်လာပြီးတော့ AA ကအဲ့ကနေကနွားတွေပို့နေတယ် ပြောင်ကြီးတို့ကတော့ပြောလိုက်ရင်ပေါ့နော်အဟုတ်လိုလိုနဲ့ဟိုဆိုရင်အေကိုတောင်ဘက်ဘင်္ဂလားဒေ့ရဲ့အမျိုးနယ်စုတွေဆိုပြီးတော့ဆွဆွပြောဆိုထားတာပဲဖြစ်ပါတယ်။အမေရိကန်ကနေပြီးတော့ဘင်္ဂလားဒေ့ရှ်ကနေတဆင်ကျတို့တော်လိုင်းရေးတဖို့ဝင်နေစီမှာအကွင်ကြီးထောက်ပံ့ပေးမှုတွေလွှတ်ဆောင်တော့မယ်ဆိုပြီးတော့တရင်တွေချက်ချက်ပြပြထွက်ပေါ်လာပေးတဲ့နောက်ပိုင်းမှာဒီဘောမိုက်ကွဲတွေကတော့အခုဆိုရင်လုံးဝပေါ့နော်၃လုံး၆ချမ်းနေတာဖြစ်ပြီးတော့စကောင်စီကတော့ဒီရုရှားကွန်ကြီးကိုအလီမန်ဆောင်ရယူဖို့စူးစမ်းနေပြီဆိုတဲ့အကြောင်းလဲကျတို့ထပ်ပြီးတော့မှကြားရတာပဲဖြစ်ပါတယ်။ဘလို့ပဲပြောပြောဒီလိုမျိုး နိုင်ငံရေးဆိုင်ရာအပြိုင်မှုတွေဟာဆိုတော့ကျွန်တော်မြန်မာပြည်ပေါ်မှာတည်ရောက်လာခဲ့မယ်ဆိုရင်အပေါင်းလက္ခဏာဆောင်မဲ့ပေါ့နော်အဖြစ်မျိုးတွေကျွန်တော်တွေ့ရဖို့ရှိတာလည်းမဟုတ်တလို့ဘယ်လိုမျိုးအခြေအနေတွေဖြစ်လာမလဲဆိုတော့ကျွန်တော်နဲ့ဆောင်ကြမှာပဲဖြစ်ပါတယ်ဘယ်လိုပဲပြောပြောကျွန်တော်နဲ့ကတော့ခုဆိုရင်ဒီစက်ကောင်စီဘောမှာလော်ဘီတိုက်ခိုင်းနေပြီးတော့မှ Ranger ရဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှ AA နဲ့တခြားဒီတော်လိုင်းတဖို့ဝင်တွေပေါ်မှာသူတို့ကနေပြီးတော့မှနိုင်ငံရေးထောင်ချောဆင်ဖို့စူးစမ်းနေတယ်ဆိုတော့လည်းတွေ့ရတာပဲဖြစ်ပါတယ် ကဲဟုတ်ပြီကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အဘသာစခွေးတကောင်ကနေပြတော့မှာစကောင်စီအရာရှိတွေကသူတို့ဒီတတ်သေးဝင်တာကစစ်တိုက်ခြင်းလုံးမဟုတ်ဘဲနဲ့ပေါ့နော်အခုဆိုရင်စီးပွားရေးရှာခြင်းလို့လုံးဝကိုဒီလိုမျိုးလှုပ်ဆောင်နေကြတယ်ဆိုတာကိုသူကနေပြတော့မှာရှင်းလင်းပြောကြားထားတဲ့ဟာလေသူတို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ဘာလို့ပဲလို့လို့အဲ့လိုမှကိုကအဲယာတူးရှိနေတာဖြစ်ဖြစ်နော်ဒါအောင်မြင်တဲ့လူဖြစ်ဖြစ်ဘယ်လုံးဆိုတော့ခုလက်ရှိအောင်မြင်တဲ့လူတွေလိုက်မိကြလားခင်ဗျားတို့လူတွေရခဲ့တာလားလူတွေရခဲ့တာလား တို့ဘယ်လိုကြိုးစားကြရလဲမကြည့်လို့ရမကြည့်ကြအောင်ဒါမှမနိုင်ငံလူတို့ပြညာအဲ့ဒါကြောင့်လိုင်းပေါ်ဒီမှာဟိုရေမွေးမီရောက်တဲ့ကိုရီးယားအစားဟိုကာအကျိုးဆောင်လုပ်တဲ့ကိုရီးယားအစားပေါ့နော်ဒီလိုသာပြောတာအဲ့ဒါမှမဟုတ်တော့မင်းတို့အဖြစ်နေချိန်မှာသူတို့ဟောက်လိုက်ပြီးဘလိန်းနေကြချိန်မှာသူတို့ကြိုးစားနေလားသူတို့အောင်မြင်အောင်အောင်မြင်မှုအောင်မြင်တဲ့အချိန်ကိုကြည့်ပြီးတော့တက်ခဲ့ကြတာအဲ့ဒါဘာလဲဆိုမြန်မာနိုင်ငံလူတို့ပြညာမြင်စရာစိတ်မြင်စရာစိတ်မြင်စရာစိတ်မနာလိုစိတ်ပေါ့လူတကာကိုတိုက်ခိုက်ပလိန်နေလူဟာအဲ့လိုပဲလူတကာကိုပြောဆိုဆိုင်ဆိုင်ပြီးတော့ နေရာရခဲ့လို့ပါလေအဲ့လိုပဲရတယ်ခဏဟုတ်ပြီမနေရာရတယ်ခဏပြောမှဆိုရင်ကတော့ရိုင်းရိုင်းခွေးကောင်းစားလိုက်တမွန်တက်ပဲသူကြိုင်ပုတ်ဟမ်အဲ့တော့ဘေးနေရာဘေးရှုတော့ဘယ်လိုနေမှာကောင်းဆောင်အောင်မြင်အောင်မြင်ရလို့ပြပေးဆက်မှုရှိတယ်လွယ်လွယ်မရခဲ့ဘူးအဲ့တော့နိုင်ငံဝင်တဲ့နေအားလုံးမှာနိုင်ငံတော်ပေးတဲ့အခွင့်အာဏာတွေဆိုရှိနော်ဒီနေ့ကကြောင်းစင်လာတဲ့ရဲတပ်သားတွေလေးရတယ်တရားဥပဒေကျူးလွန်နေမကျူးလွန်မကျူးလွန်မကျန်ပြီသင်္ကန်းမကျန်ချင်ပြီဖန်စီစစ်စစ်ပိုင်းကိုအခွင့်အာဏာပေးရတာလေ အဲ့လိုဖန်းစီစီလေးပိုင်းကိုခွင့်လာပြည့်တဲ့နေရာမှာချမ်းနိုင်မလို့ကြည့်လိုက်ဒီငန်တယောက်စကားပြောနေတော့မှလမ်းပေါင်းမပစ်လို့ခိုင်းပြောတာကလန်းကစားဆိုတနေ့ချင်းပြီးတော့ဒူးထောက်ခိုင်းတာလေဝင်ရမောက်ခိုင်းတာလို့ပေါက်ပန်းလက်ကြည့်ကြည့်မဟုတ်လားပြောမဟုတ်နဲ့ပြောအဲ့လိုလူရယ်လို့ဖြစ်လာပြီဆိုရင်ဖြစ်တည်လာဘူးအကျိုးပေးဖို့မတူညီဘူးနော်အဲ့တော့အောင်မြင်တဲ့လူတိုင်းဟာကလေးပေါင်းလာတော့ရင်ဆိုင်ကျော်လာခဲ့မှာပဲအဲ့တော့အောင်မြင်တာထိုက်တန်မှုရှိလားမထိုက်မှုရှိလားဖြစ်ကြတယ်အဲ့တော့လက်နက်ကင်အဖွဲ့စီတစ်ခုတယောက်က က်နက်ခံဖွဲ့စည်းတမိသားမိခန္ဓာလက်နက်ခံဖွဲ့စည်းပို့ချိုးတယောက်ချန်တာမျိုးဘယ်လိုလဲရှိတယ်လဲဒီကောင်ပြောတဲ့ပုံစံကတော့စစ်ခွေးတတိုက်ကတော့အခုဆိုရင်တို့ဒီလိုမျိုးရာထူးအရှိန်ဝါတွေရတာကတော့သူတို့နောက်ကွယ်ကနေပြီးတော့မှစူးစမ်းမှုအများစွာရှိခဲ့တယ်ဆိုတဲ့အကြောင်းပေါ့နော်။ပြောလို့ပြောင်းစားတွေပြောဆိုထားတာဖြစ်တယ်။တကယ်တမ်းကျတော့ပြည်သူတွေရတင်ရထားတဲ့ခွင့်ရေးတွေသူတို့ကနေပြီးတော့မှချစ်ကိုရိုက်ယူထားပြီးတော့မှပြည်သူတွေကိုခြာနေနေတဲ့အုပ်စုတွေပဲဖြစ်တယ်ဆိုတာအားလုံးလည်းသိတာဖြစ်ပါတယ်။မြန်မာပြည်တွင်းမှာရှိတဲ့စစ်ပွဲတော်တော်များများကိုကျွန်တော်တို့ခုဆိုရင်လည်းမြန်အွန်လိုင်းရဲ့တားပါဝင်ချမ်းတဲ့ ခရိုနီရဲ့တိုင်ဝမ်ကနေမြန်မာလူကြီးအုပ်ဆိုးထားတာဖြစ်ပြီးတော့မှဒါဝေလဲကျွန်တော်ဘက်ကနေမြန်မာဖယ်ရှားနိုင်ဖို့ဟုတ်ဆိုရင်တော်လိုင်းရရဆိုတဲ့အားလုံးကနေပြီးတော့မှ2025ခုမှာပဲစစ်ကောင်စီနဲ့သူတို့ Face Anarchy လူသူစုကိုဖြိုချမယ်ဆိုပြီးတော့မှတွေးကြော်ထားကြတာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဥကြောအနေနဲ့ပြီးတော့မှဒီလိုမျိုးခေတ်ပြပြီးတော့မှ B2B သားတွေအားလုံးဝမ်းနဲ့ပူဆွေးနေရတဲ့အချိန်မှာအပြော်လွန်ကဲနေကြတဲ့အုပ်စုတွေကိုဆုံးမပြောဆိုထားတဲ့အားရယ်ပြီးတော့မှစစ်ကောင်စီဘောမအယုတ်ကတ်တွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ ကျွန်တော်တို့နိုင်ငံကြီးอ่ะဗျာပျော်နိုင်ကြသေးလားပျော်နိုင်ကြသေးလားကျွန်တော်မသိလို့မေးတာပါเนาะမသိလို့မေးတာဘလို့စိတ်ထားမျိုးနဲ့ပျော်ကြတာလေအဲ့ဒီအပျော်မျိုးကိုပျော်ရအောင်ဆိုပြီးတော့ကျွန်တော်တို့နိုင်ငံမှာဘေးအမျိုးမျိုးเนาะဘေးအမျိုးမျိုးရောက်နေတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံမှာသေလိုက်တဲ့လူတွေဖြောက်တောက်တောက်လဲသေနေတာဘလို့စိတ်ထားမျိုးတွေနဲ့ပျော်နေကြတာလေစနစ်မှတစ်ခါတော့ဟုတ်လားဟို တကြံရက်မှာမှပျော်ရတယ်လို့အဲ့ဒီဆင်ရှင်ဆင်လက်တွေမပေးနဲ့ဗျာနော်မပေးနဲ့ငါတို့နိုင်ငံမှာဘာဖြစ်နေလဲဆိုတော့အရင်တွေးငါတို့နိုင်ငံမှာကပ်ပြီးဖြစ်ရတာနဲ့စစ်ပြီးဖြစ်ဖြစ်ရတာနဲ့ရေပင်းပြီးပြီးအကုန်ရှစ်မြပြီးနေရှစ်မြပြီးနေတဲ့ဂျုံတွေ့နေရဘလောက်တော့အလူလက်ပြည်သူတွေကခံစားနေရနော်အဲ့ဒီအချိန်မှာအာနာရှင်ကတဖို့ အနာရှင်ဒုက္ခပေးတာကပိုဆိုးတယ်နော်မိဘရေဘေးလေဘေးငလင်ဘေးမအေဘေးအင်းနေဘေးဆိုတာအနာရှင်ကိုပြောတာဟုတ်လားအေးအခုအဲ့ဒါစကားကြုံနေပြောတော့မှာအဲ့ဒီမအေဘေးအုပ်စုတွေမင်းတို့တတိထားကြတော့ငါတို့ပြီးတော်ဝင်ဖို့အဲ့ဒီဘေးတွေကြောင့်အဲ့ဒီမအေဘေးကိုဂီယုမဆိုင်လိုက်ရတာနော် chance ပေးလိုက်ရတာဘောပြောရမယ်ဆိုရင် chance ပေးလိုက်ရတာမအေးဘေးအာနာရှင်မိဘေးရေဘေးလေဘေးငလင်ဘေးမအေးဘေးနော်အဲ့ဒီမအေးဘေးကိုအခုပြည်တော်ဝင်မဲ့ငါတို့တော်လန်ရေးတွေကတော့အဲ့ဒီမအေးဘေးကိုခွင့်လွတ်စရာအကြောင်းမရှိဘူးနော်အဲ့ဒီမအေးဘေးကအခုအသာလေးနေနော်မင်းတို့အလှည့်ရအောင်မယ်မအေးဘေးအလှည့်ရအောင်မယ်မအေးဘေးအလှည့်ရအောင်ရေးတီးတတ်မို့လာမှာတတိထားကြနော်မင်းတီးတွင်တော့မှရှိနေတဲ့ အဲ့ဒီမအေးမေးကိုကြောထောက်နောက်ကံကာပွဲပေးနေတဲ့ပြူစောသေးတွေအခုမင်းတို့မအေးမေးကိုထောက်ခံအားပေးနေတဲ့ဘောမအယုကတတိုင်းနော်ပြည်တွင်မှာမင်းတို့ကြည်ပြူစောသေးတွေနေရာမရှိစေရဘူးမင်းတို့စစ်ခွေးတွေနေရာမရှိစေရဘူးမင်းတို့နိုင်ငံတော်အတွက်နော်နိုင်ငံနဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ခေါင်းစဉ်တက်ပြီလေဆိုရင်မင်းတို့ပြည်သူကိုကာကိုကာကွယ်ပေးရမယ် မင်းတို့အခုကာကွယ်ပေးနေတာကမအေးမေးအာနာရှင်ကိုကာကွယ်ပေးနေတာโอเคမင်းတို့ပြည်သူလူထုနဲ့နိုင်ငံတော်ကိုကာကွယ်ပေးတယ်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုကာကွယ်ပေးတယ်ဆိုရင်မင်းတို့အဲ့ဒီမအေးမေးအာနာရှင်ကိုမင်းတို့ပုံကန်ရမယ်ရဲရဲကြီးပုံကန်ရမယ်နော်အဲ့ဒီအာနာရှင်ကြောင့်အခုတနိုင်ငံလုံးဒုက္ခရောက်တာအဲ့ဒီအာနာရှင်ကြောင့်ကပ်ပြီးအမျိုးမျိုးစိုက်နေတာဝေကျော်တော့တဲ့ကိုပြောလိုက်တာနော်ဒီလိုမျိုးကျတော့ပြည်သူတွေကပ်ပြီးပေါင်းဆောင်စိုက်နေရတဲ့အချိန်မှာအဲ့ဒီထဲမှာမှ မြောက်လိုင်းတို့အိုးဆွေရဲ့လှုပ်ဆောင်တဲ့ဒီမျိုးဘေးဒဏ်တွေရအဆူဆုံးဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်အားလုံးလက်သိတာဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်အားလုံးကြားသိထားတဲ့အတိုင်းဒီအမေရိကန်နဲ့တရုတ်ရဲ့ proxy war တွေရဆိုရင်မြန်မာပြည်မှာဖြစ်လာခဲ့မယ်ဆိုရင်တောင်မှအဲ့ဒီရထက်ပေါ့နော်ပိုဆိုးတဲ့ဘေးဒဏ်တွေကကျွန်တော်အရင်ကကြုံတွေ့ခဲ့တာမို့လို့ဒါတွေကကျွန်တော်ဘက်ကနေပြီးတော့မှခဏနေရှိလိုက်ရနိုင်တယ်ဆိုတဲ့အကြောင်းလည်းမြို့ပပြည်သူတွေကနေပြီးတော့မှထုတ်ဖော်ပြောကြားလာတာပဲဖြစ်ပါတယ်။ဒီအချိန်မှာမြောက်လိုင်းတို့စစ်တပ်ကိုကြောထောက်နှောက်ခံလုပ်ပေးထားပြီးတော့မှ အခုထိဝိုင်းလော်ပေးနေကြတဲ့ပြူစော်ထီးတွေနဲ့ကလေးကချေအိုချမြေပေါ်ပေါ်မှာရုပ်ကိုက်တွေကိုဝူးကြော်အနေပြီးတော့ပြပြနေနေဆုံးမပြောဆိုထားတာပြပြမှာကျွန်တော်အနေနဲ့ဒီတော်လိုင်းရေးမြပြက်ချေမို့တဲ့ဘက်မှာသူတို့လည်းပေါ့နော်တခါတည်းမြေလန်ရှင်းပြမယ်ဆိုပြီးတော့မှကြွေးကြော်တုံးသားပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုတပုတ်အနေနဲ့ကျွန်တော်ရှေ့မှာအားလုံးကြားခဲ့တဲ့အချိန်ပဲအမေရိကန်ကနေပြီးတော့ကျွန်တော်တော်လိုင်းတပုတ်တွေပေါ်မှာကုညီထောက်ပံ့မှုတွေလို့ဆောင်မဲ့ဆိုပြီးတော့မှတရင်ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီးတော့မှရေပေါ်ရှင်းလျားနေဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော် ကျောက်ပြူမှာတရုတ်ကျေးစားလုံခြုံရေးတပ်တွေပေါ်ပေါ်ထင်ထင်ဝင်ရောက်လာတာကိုအကြောင်းပြုပြီးတော့အမေရိကန်ကလည်းဘာမှအဲ့ကိုအခုလိုမျိုးတိုးချက်လှုပ်ဆောင်နေတယ်လှုပ်ဆောင်ခဲ့တယ်လို့အချက်လက်တွေကဖော်ပြပါတယ်။ပေါ်ပစားလေရင်ကွင်းကို drone နဲ့ထောက်ပံ့ရေးတွေအသုံးပြုဖို့ဖွင့်ပေးထားမှာဖြစ်ပြီးတော့ဒီထောက်ပို့လုပ်ငန်းတွေကို Bangladesh တိုင်းစစ်ဌာန၃ခုကနေပြီးတော့ကူညီဆောင်ရွက်ပေးသွားမယ်လို့သိထားပါတယ်။ရခိုင်နဲ့ချင်းဒေသတွေမှာရှိတဲ့လက်ရှိတော်လှန်ရေးအဖွဲ့ဝင်တွေကို ပြပြဝဝဒါထိမ့်ချုပ်သွားနိုင်တဲ့အချိန်မှာစကိုင်းတိုင်းကျွန်တော်တို့ဒါနောက်ပိုင်းဒေတာတွေကို NUG တက်ဖွဲ့ဝင်တွေကောင်းမွန်ဆုံးထိမ့်ချုပ်နိုင်ဖို့စီစဉ်ဆောင်ရွက်မယ်အလားအလာတွေကိုကျွန်တော်တို့မြင်တွေ့နေရပါတယ်။ပြောချင်တာကတော့ရခိုင်ကျွန်တော်တို့ဒါချင်းဒေသတွေမှာလုံမြောက်နေပြီပြပြဝဝပေါ်ဆောင်ပြီးတာနဲ့ စကိုင်းတိုင်းထိကိုကျွန်တော်တို့စည်ရေးထွေထောက်ပံ့နိုင်ဖို့အတွက်စကိုင်းတိုင်းတစ်ခုလုံးနဲ့ကျွန်တော်တို့အညာမြေပြတ်တစ်ခုလုံးပါတိုင်းဒေသကြီးအလိုက်လုံမြောက်နိုင်ဖို့အတွက်ဖြစ်လာမယ့်အခြေအနေတွေလို့သူတို့ကသုံးသပ်ဖော်ပြထားပါတယ်ဟုတ်ပြီကချင်ပြည်နယ်နဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့ဒါပင်လယ်ထွက်ပေါက်တွေလည်းကျွန်တော်တို့ရခိုင်နဲ့ဆက်ဆက်ပြီးတော့လည်းပင်လယ်ထွက်ပေါက်တွေရသွားမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကချင်ရဲ့မြေရှားတပ်တုတွေဟာဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ ဘလို့ပုံစံမျိုးနဲ့ကုံသွဲရေးလမ်းကြောင်းတွေဖြစ်သွားမလဲဆိုတာကကျွန်တော်တို့စိတ်ဝင်စားပွဲစောင့်ကြည့်ရမှာဖြစ်တယ်ဒီမှာရဲဘော်ရှန်လေးပြောထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ခုဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုးကောလာဟာလသတင်းတွေကတော့အခုချိန်ထိအတိပြုလို့မရသေးတာဟုတ်ပေမဲ့တစ်ဖက်မှာကတော့အမေရိကန်ကနေပြီးတော့မှအကယ်၍ကျွန်တော်တို့ AA နဲ့ပေါ့နော်မြောက်ပိုင်းညီနောင်အဖွဲ့တွေကိုကူညီမှုတွေတာလို့ဆောင်ပေးမယ်ဆိုတော့မကြာခင်မှာတော့ကျွန်တော်တို့ဒီတော်လိုင်းရဲ့အချိန်ကတော့ တမျိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်ဆိုတော့အကြောင်းကိုလည်းထင်ကြေးပေးမှုတွေပြောထုတ်ပေါ်လာတာပဲဖြစ်ပါတယ်။တစ်ဖက်မှာကတော့ကျွန်တော်အခုလိုမျိုးအမေရိကန်ကနေပြီးတော့မှပေါ်ပေါ်ထင်ထင်ပေါ့နော်ပူပေါင်းပြီးတော့မှလွှတ်ဆောင်ပေးလိုက်မယ်ဆိုတော့တရုတ်နဲ့ထိတိုက်တွေ့ဖို့ရှိတာဖြစ်ပြီးတော့မှကျွန်တော်အားလုံးမလို့ချင်တဲ့ဒီ Syria နဲ့ Ukraine စစ်ပွဲတွေလိုမျိုးမျိုးပါပြီးပေါ်မှာတရုတ်မှုတွေရှိလာနိုင်တယ်ဆိုပြီးတော့မှပြောဆိုမှုတွေလည်းရှိနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီကြားထဲမှာပေါ့နော်ပြောလို့ရနေတာတစ်ခုကတော့ကျွန်တော်တို့တော်လိုင်းရေးတပ်ဖွဲ့တွေကနေပြီးတော့မှ အခုချိန်ကလေးကအားလုံးစစ်စစ်လုံးလုံးနဲ့တပွဲနဲ့တပွဲကြားထဲမှာရန်ညိုအာဂါတာလေးတွေခနာကိုပြီးဖယ်ထားပြီးတော့မတပေါင်းစုကြီးတခုအမြန်တိဆောက်ဖို့ကြိုးစားဖို့လိုနေပြီဆိုတဲ့အကြောင်းကိုလည်းပြောဆိုလာကြတယ်ပဲဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှမြို့ပပီသူတွေဘက်ကနေပြီးတော့မှကိုယ့်ရဲ့အမြင်လေးတွေကိုလည်းချပြပေးခဲ့ကြဖို့ပြောရင်လည်းကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စဆုံးကြည့်ရှုပေးကြတဲ့မြို့ပပီသူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတရားရေး channel ညချမ်းလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုံကောင်းတောင်းပေးလိုက်ပါတယ်။